ကိုနေရွယ်တွေကကိုတင်ကြိုင်အောင်ခဲ့ပြီးကွယ်လွန်သူတွေနဲ့မိသားစုတွေကိုကြားခံဆက်သွယ်ပေးခဲ့တဲ့ဆရာဥက္ကကျော်မိင်္ဂလာပါပရိသတ်ကြီးတို့ဤခုနောက်ပိုင်းမှာဝိညာဉ်ဟောတဲ့ဆရာတော်တော်များများကတော့အသက်အလတ်ပိုင်းနဲ့အသက်ကြီးပိုင်းတွေသာဖြစ်ပေမဲ့ဆရာဥက္ကကျော်ကတော့အခုမှအသက်၁၈နှစ်အရွယ်လေးသာရှိပါသေးတယ်။အသက်ငယ်ပေမဲ့လည်းပညာအစွမ်းကပြည့်ဝလာကြောင်းသူ့စီမှာတပည့်ခံတဲ့လူတွေလည်းအများအပြားရှိသလိုပညာသင်ယူနေတဲ့သူတွေလည်းအယောက်တရာနေပါရှိနေပါပြီ။ သူရဲ့တပည့်တွေထဲမှာတော့အဖိုးအရွယ်အသက်ကြီးပိုင်းတွေထီကိုပါပါဝင်နေပေမဲ့လည်းပညာကုန်ကြောင့်ရှစ်ကိုကတော့ရာကိုခံနေရတဲ့သူလည်းဖြစ်ပါ යි ဆရာဥက္ကာကျော်ကတော့အခုမှအသက်16နှစ်အရွယ်လေးသာရှိသေးပြီးလူအများကြီးရိုသေလေးစားမှုတွေကိုလည်းရနေသူတယောက်လည်းဖြစ်ပါ යි ဆရာဥက္ကာကျော်ကတော့သူ့အသက်9နှစ်အရွယ်ကလေးကတုတ်တံတွေမှာတရားကြည့်ကြံအားထုတ်ခဲ့တာဖြစ်ပြီးတရားကြည့်စဉ်မှာတုတ်တံတစ်ခုတည်းကိုသွားကြည့်နေရမဟုတ်ပေတင်းတိုင်းအတော်မများကိုသွားကြည့်ခဲ့တာပဲဖြစ်ပါ යි ကိုတိညာအောင်ထားတဲ့ဆရာဥက္ကာကျော်ကငယ်စဉ်အရွယ်ကလေးက ပါရမီပါလာခဲ့သူတစ်ယောက်လည်းဖြစ်ပါ යි တုတ်တန်တခုမှာကြင်စင်ကိုကြည်ရင်နဲ့တုတ်တန်ရှင်မကသူ့အရှိကနေဖြတ်သွားတာကိုလည်းကြုံတွေ့ခဲ့ပါသေးတယ်တုတ်တန်ရှင်မကတော့တာမန်လူတွေထက်အစမတန်အရက်ရှည်တရားလုံးနဲ့တုတ်တန်ရှင်မကိုမြင်တွေ့လိုက်ရတဲ့အချိန်မှာတော့အုတ်ကကြော်တယောက်လန့်ပြီးဖြားသွားခဲ့ပါ යි အဲဒီကနေစပြီးအကြာတက်ကိုရခဲ့တာပါအဲ့ဒါကြောင့်သူအတွက်တော့တုတ်တန်ရှင်မကအကြမ်းမြင်တက်တွေကိုဖွင့်ပေးခဲ့တယ်လို့ယုံကြည်ခဲ့တာပါ။အဲဒီကနေစတင်ပြီးဆရာဥက္ကကျော်ကကွယ်လွန်သွားတဲ့ဝိညာဉ်တွေနဲ့ဆက်သွယ်ပြီးတော့ စကားရီပြောနိုင်တဲ့သူဖြစ်လာခဲ့ပါတယ်။ဆရာဥက္ကကျော်ကအကြီးဆုံးဂိုင်းချုပ်ကြီးတယောက်ဖြစ်ကသူ့စီမှာတပည့်ဖြစ်ခံယူခြင်းတဲ့သူတွေကလည်းအများပြားရှိနေပါတယ်။အသက်18နှစ်မှာအကြီးကဲလုလာခဲ့တဲ့တက်တန်းက9နှစ်ရှိပြီဖြစ်တာကြောင့်အတွေ့အကြုံကလည်းအရန်ကိုများပြားနေပါပြီ။ဆရာဥက္ကကျော်ကအခုချိန်မှာအထက်လန်းမော်အစီရင်တွေကိုလည်းပိုင်နိုင်သူဖြစ်ကအချစ်ရေးအိမ်ဆောင်ရေးအစီအပြောင်းလဲပြုလုပ်ပြီးနေရပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ CRG ကိုအပူတော့ကတွေပြပြဖို့အာကိုတကြီးလာမိကြတဲ့သူတွေကလည်းကြိတ်ကြိတ်တို့ပါပဲ။တချို့တွေကတော့သူ့သုံးတဲ့နီလန်တွေကအောက်လန်းနီတွေဖြစ်တာကြောင့်သဘောမကျပေမဲ့လည်းခက်ခဲနေတဲ့သူတွေအတွက်တော့အထက်လန်းတွေအောက်လန်းတွေရွေးချယ်မနေတော့ဘဲလက်တလောအစီပြေကြဖို့ကိုပဲတွေးထားပြီးလာရောက်မင်းမြတ်ကြတာပါ။ဆရာဥက္ကကျော်ကဝိညာဉ်တွင်နဲ့လည်းစကားပြောဆိုနိုင်တာကြောင့်ကွယ်လွန်ပြီးနောက်ဘယ်ဘွားတွေကိုရောက်နေလဲဆိုပြီးတော့တိကျင်လို့လာမေးကြတဲ့သူတွေကလည်းအများကြီးရှိနေကြတာပါ ဒါပေမဲ့ဝိညာဉ်အဟောကိုတော့လူတိုင်းကိုဟောပြရမှာမဟုတ်ဘဲအမှုအတွက်လိုအပ်တဲ့အမှန်တရားကိုတကယ်သိကျင်တဲ့သူတွေအတွက်ပဲဟောပြရပါဝိညာဉ်ဟောပြရဲ့ဆရာတွေကအသက်တိုတက်တာကြောင့်ဆရာဥက္ကကျော်ကဂျန်ဖန်ရခာမတာဟောပြတတ်သူဖြစ်ပါတယ်သူဟောပြတိုင်းနဲ့မှန်ကန်နေရာကြောင့်အာဂုတကြီးနဲ့လာရောက်မေးမြန်းကြတာပါဒါပြီးဆရာဥက္ကကျော်ကကွယ်လွန်မဲ့ရက်တွေကိုပါအတိအကျသိနိုင်တဲ့အထီးကို ကွယ်လွန်မဲ့ရက်ကိုလည်းရွှေ့သွားအောင်အစီရင်တရားတွေလုပ်ပေးနိုင်ပါသေးရဲ့ဒါကြောင့်တေသူတွေနဲ့ဆက်သွယ်လို့ရတယ်ဆိုတာအမှန်တကယ်ရှိပါတယ်ကျွန်တော်ကိုသိညိုင်းအောင်နာကကိုနှစ်သားကြရပါဆရာကြီးစီမှာပညာသင်စဉ်ကိုနှစ်ဆယ်နှစ်အရွယ်တည်းကကျင့်စဉ်တွေကိုကျင့်ကြံပြီးအောင်မြင်မှုရရှိပြီးတော့ပုဂ္ဂိုလ်တွေနဲ့အဆက်အသွယ်ရှိခဲ့ပါတယ်တည်ဆောင်းသွားသူဝိညာဉ်နဲ့မိသားစုကိုအဆက်အသွယ်ရအောင်လုပ်ပေးရဲ့လုပ်ငန်းစဉ်ကိုဆောင်ရွက်ပေးခဲ့ပါတယ်တင်းတိုင်းမှာကျင့်စဉ်အခါတုန်းကလည်းပရလောကသားတွေစကားလာပြောတာမကြုံရဘူး ဖြက်သွားဖြက်လာလုပ်နေရတော့ဘေးနားမှာအရေးအယံပြတာတို့ကြုံရတယ်။တခါတုန်းကဆိုကျွန်တော်ချင်းနဲ့ဂူရဲ့ရှေ့ကနေတုတ်တန်ရှင်မကြီးဖြက်သွားတာတွေ့လိုက်ရလို့ဖြားပြီးတော့မင်းနဲ့နာနေယူလိုက်ရတယ်။အဲ့ချိန်အစားပြီးမြေနိုင်ကြားနိုင်သွားပြီးတော့အမတော်ကအတိမတ်လာပြုတ်သွားတယ်လို့ထင်ပါတယ်။ဒါကြောင့်ကျွန်တော်အခုလိုရီဟောပြောပြီးနိုင်တာဖြစ်ပြီးယုံကြည်သူတွေလည်းညာလာခဲ့တာပါဆိုပြီးသူ့ရဲ့အတွေ့အကြုံနဲ့ပညာတွေကိုမျှဝေလာခဲ့တာပဲဖြစ်ပါတယ်။အသက်ငယ်ငယ်လေးနဲ့ပညာကျွဲဝလုံးနဲ့ဆရာဥက္ကကျော်အဖို့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။ အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်သတ်မိ9ရောင်လုံးကိုပညာတက်တွေပြန်ထားပေးခဲ့ပေမဲ့မိဘတွေကျမရဲ့မကောင်းချိန်ကြဆွန့်ပြေးခဲ့တဲ့သတ်မိများမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့မိဘဆိုရဲခုံမိခင်ဖခင်ကိုဖခင်နဲ့တကိုင်းနဲ့ထားပြီးကိုကွယ်ပူဇော်ကြင်ကြိုကြတဲ့လူမျိုးတွေဖြစ်ကြပါ යි ခေအဆက်ဆက်မိဘရဲ့ကောင်းကျေးဇူးတွေကိုကြပြရီစာရီနဲ့အမွမ်းတင်ခဲ့ကြသလို ပြဆက်တွေကတချင်းတွေဆိုရုပ်ရှင်တွေရိုက်နေမိဘကောင်းကျေးစုကိုအထူးဖော်ကျူးခဲ့ကြတာတွေအများအပြားရှိခဲ့ပါတယ်။ဒါပေမဲ့အခုခေတ်ရေးစီကြောင်ပြောင်းလဲလာတိုးတက်လာတဲ့အတူ Facebook ဆိုတဲ့လူမှုကွန်ရက်ပေါ်မှာသားသမီးတွေကမိဘကိုစွန့်ပစ်ကြရဲဆိုတဲ့အကြောင်းအရာတွေအထက်ထက်တွေ့မြင်လာရတဲ့အချိန်မှာတော့အံ့ဩတုန်လုံးမိတာအမှန်ပါ။မိဘကျေးစုကိုအထူးတည်တက်ကြပါတယ်ဆိုတဲ့ဗုဒ္ဓဘာသာဝင်တွေအများဆုံးနေထိုင်တဲ့မြန်မာနိုင်ငံမှာဘာကြောင့်များမိဘတွေကိုသားသမီးတွေကစွန့်ပစ်နေကြတဲ့အခြေအနေမျိုးဖြစ်ပေါ်လာရလဲ။ တချို့ကတော့မိဘတွေကအသက်အရွယ်ကြီးရင်လာတော့အလုံးမလုံးနိုင်မစားနိုင်မတောက်နိုင်ဖြစ်လာပါတယ်။တချို့သားသမီးတွေကသူတို့ကိုယ်တိုင်ကရုန်းကန်နေကြရတယ်။အလုပ်တစ်ဖက်နဲ့အမေအိုအဖေအိုတွေကတစ်ဖက်နဲ့ဆိုတော့မခံနိုင်တော့တဲ့အဆုံးမိဘကိုစွန့်ပစ်လိုက်ရတာတွေရှိနိုင်ပါတယ်။တချို့သားသမီးတွေကြတော့လေကျွေးနိုင်မွေးနိုင်ပြီမဲ့တမတ်တွေချွေးမတွေကညှို့ညင်လာတော့သူတို့ကိုမလွန်ဆန်နိုင်တဲ့အတွက်အဖေအိုအမေအိုကိုစွန့်ပစ်လိုက်ရတာမျိုးတွေလည်းတွေ့ကြုံဖို့ပါတယ်။တချို့လဲယောဂဝေဒနာကြောင့်စွန့်ပစ်ကြတာလည်းရှိနိုင်ပါတယ်။ အဓိကကတော့အစည်းအဝေးရဲ့ကြက်တဲလာလို့စာဝင်းနေရဲ့အစင်မပြေလို့အဆွန်ပြေကြရဲလို့ယူဆပါတယ်။မိဘတွေကတာသမိဆယ်ယောက်မကကိုရှာကျွေးနိုင်ကြပေမဲ့လေတာသမိဆယ်ယောက်ကတော့မိဘတွေကိုရှာမကျွေးနိုင်ကြပါဘူး။အခုတခါမှလည်း DMAO နဲ့လေးဖြက်နေရဲ့ဖခင်ကြီးကတော့တချိန်ကတာသမိတွေကိုမျက်နာမငယ်ရအောင်ပညာရည်ချင်းပြည့်မီပြီးလူအောင်မကြအောင်တာသမိတွေကိုပညာတတ်ဖြစ်အောင်သင်ပေးခဲ့ကြပေမဲ့လေအခုချိန်မှာတော့တာသုံးယောက်ကလည်းအိမ်နောက်ကျသွားပြီးမိဘတွေကိုလှည့်မကြည့်ကြတော့ပါဘူး။ ဒါပြင်သမီးအဖျော်ကြီးနှစ်ယောက်ကလည်းမိဘတွေကိုလှည့်မကြည့်ရတော့မိခင်ဖြစ်သူကလေဖြတ်နေတဲ့ခင်မုံဖြစ်သူနဲ့ဘဝကိုခက်ခက်ခဲခဲဖြတ်တန်းနေရတာပဲဖြစ်ပါခင်မုံဖြစ်သူကလည်းအရန်ကိုစိုးရင်ရတဲ့အခြေအနေကိုရောက်နေရပြီးတပတ်ကိုနှစ်ခါလောက်စည်းကမ်းပြရပြီးတစ်ခါပြရင်တစ်တန်းခွဲနှစ်တန်းလောက်ပြီးနေရချိန်မှာသားသမီးတွေကလှည့်မကြည့်ရကြောင့်ဒုက္ခရောက်နေကြရတာပဲဖြစ်ပါအခုလိုမိဘတွေအသက်ကြီးမှပြစ်ထားတဲ့သားသမီးတွေလည်းအပြစ်မှားများစွာရှိနေပြီးပညာတတ်ပြီးအသိဉာဏ်နည်းတယ်လို့ပဲပြောရမှာပါပဲ။ ဒါကိုဒီလွန်ငိုပြီးအကူအညီတောင်းနေတဲ့မိဘတွေရဲ့ဗီဒီယိုကိုကြည့်ပြီးတချို့ကတော့ဘာဖြစ်လို့သားသမီးစီကပတ်စံကိုမျှော်လင့်နေရလဲကို့ဟာကိုလှုပ်ရှားကြလိမရှက်ဘူးလားဆိုပြီးကောမက်မှာဝင်ရေးကြတဲ့သူတွေလည်းရှိပါသေးတယ်။ဒါကြောင့်အားလုံးကတော့ဒီလိုပြောတာဆိုတဲ့ကအမလည်းမိဘလုံးမကြွေးဦးနဲ့တူတယ်မိဘတွေရဲ့အသက်ကိုလည်းကြည်ယုံလေဘာလို့စားမလဲမိဘတွေကသားသမီးဆယ်ယောက်ကိုလှုပ်ကြွေးနိုင်နေမိဘနှစ်ယောက်ကိုသားသမီးကအရှာမကြွေးနိုင်အောင်မရှိလို့မပေးမပေးလို့မရှိဆိုတာသားသမီးတွေနားမလဲတာတသက်လုံးကောင်းစားမှာမဟုတ်ဘူး တကယ်အံ့ဩရင်အမရဲ့ဘလို့ပြောထွက်ရတာလေကိုကျင်းစာပါဘယ်မိပါကမှသာသမိစီကလက်ဖြတ်မတောင်းဘူးသာသမိရဲ့တိတက်မှုကိုပဲလိုချင်တာပေးတာမပေးရသူတို့ကနာအခုကလည်းလုံးဝမပြေလည်တဲ့မိပါတွေဖြစ်လို့အဲ့လိုပြောလို့မရဘူးသာသမိကိုငငယ်ရရှာကျွေးနေရသာသမိ15ရောက်လောက်ရှိဘယ်မိပါမှအငံ့မထားဘူးအဲ့ဒီသာသမိ15ရောက်ကမိပါ2ယောက်တောင်မကျွေးနိုင်ဘူးသာသမိတွေမိပါရှိတော့တန်မိုးထားရမှာလေငါတို့လိုတော့ပညာမတတ်ပါဘူးငါရင်ထဲမှာမိပါပဲရှိတယ်ငါအတွက်ဘာမှမရှိနေပါစေ ရသမျှအကုန်ပို့တယ်ဆိုပြီးအမျိုးမျိုးဝေဖန်ပြောဆိုနေကြရပဲဖြစ်ပါပညာတက်ပွဲရည်ဖြစ်ပြီးမိဘရိအသက်ကြီးကျမ်းမာရေးမကောင်းတော့မှအခုလိုပြစ်ထားတဲ့စိတ်ဓာတ်ကတော့တကယ့်ကိုအောက်တန်းကြလုံးမိုက်အခုလိုပညာတက်တွေဖြစ်ပြီးမိဘအပေါ်ပြစ်ထားတဲ့သားသမီးတွေအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ပညာအစွမ်းကပြေးသွားတာကြောင့်သူစီမှာတပည့်ခံတဲ့လူတွေလည်းအများအပြားရှိသလိုပညာသင်ယူနေတဲ့သူတွေလည်းအယောက်တရာနေပါရှိနေပါပြီ သူရဲ့တပည့်တွေထဲမှာတော့အဖိုးအရွယ်အသက်ကြီးပိုင်းတွေထီကိုပါပါဝင်နေပြီမဲ့လေပညာကုန်ကြောင့်ရှစ်ကိုကတော့ရာကိုခံနေရတဲ့သူလည်းဖြစ်ပါယဆရာဥက္ကာကျော်ကတော့အခုမှအသက်16နှစ်အရွယ်လေးသာရှိသေးပြီးလူအများကြီးရိုသေလေးစားမှုတွေကိုလည်းရနိုင်သူတယောက်လည်းဖြစ်ပါယဆရာဥက္ကာကျော်ကတော့သူ့အသက်9နှစ်အရွယ်ကလေးကတုတ်တံတွေမှာတရားကြည့်ကြံအားထုတ်ခဲ့တာဖြစ်ပြီးတရားကြည့်စဉ်မှာတုတ်တံတစ်ခုတည်းကိုသွားကြည့်နေရမဟုတ်ပေတင်းတိုင်းအတော်များကိုသွားကြည့်ခဲ့တာပဲဖြစ်ပါယကိုတိညာအောင်ထားတဲ့ဆရာဥက္ကာကျော်ကငယ်စဉ်အရွယ်ကလေးက ပါရမီပါလာခဲ့သူတစ်ယောက်လည်းဖြစ်ပါတုတ်တန်တစ်ခုမှာကြင်စင်ကိုကြည်ရင်နဲ့တုတ်တန်ရှင်မကသူ့အရှိကနေဖြတ်သွားတာကိုလည်းကြုံတွေ့ခဲ့ပါသေးတယ်။